င်္ဂလာပါရှင်။တောင်လင်းထိုင်းရဲ့မေလ10ရက်နေ့ည8နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တောင်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင်း application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွန်းကြည့်ပြပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ရန်ကုန်မော်လမြိုင်ယထာခရီးစဉ်တွေပြန်လည်ပြေးဆွဲနေတဲ့သတင်း ရေးမှစစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီးအရာရှိပါဝင်၄ဦးသေဆုံးခဲ့တဲ့တဲ့င်းနဲ့ထိုင်းနယ်ဇက်ကစစ်ကောင်စီရဲ့တာလဲဗျူဟာစကန်ကို KNL ပူးပေါင်းဖွဲ့စတင်တိုက်ခိုက်လိုက်တဲ့တဲ့င်းတရုတ်စီမံကိန်းဘေကင်းလုံခြုံမှုအတွက်စစ်ကောင်ဆောင်ကတမရရှိချင်းဖြင့်ကိုအစွမ်းကုန်အာမခံလိုက်တဲ့တဲ့င်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာတဲ့င်းတွေမှာတော့မြန်မာနိုင်ငံရဲ့လုပ်ငန်းစဉ်ရှေတိုးဆောင်ရွက်ရမှာစင်ကျင်စင်းစားဖို့စစ်ကောင်ဆောင်ကိုရှီကျင်းပြင်တိုက်တွန်းလိုက်တဲ့တဲ့င်း ICC မှာဖမ်းခံထားရတဲ့ဒူတာဒေမြို့တော်ဝန်ရွေးကောက်ပွဲ ဝင်ပြိုင်နေတဲ့သတင်းတွေနဲ့အတူအာနာသိန်းကလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူရဲ့အချက်အလက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါ မိုင်းခွဲဖြက်စီးခံရတဲ့ရထားလံပြန်လည်ပြင်ဆင်မှုပြီးစီးသွားပြီဖြစ်တဲ့အတွက်ရန်ကုန်မော်လမြိုင်ရထားခရီးစဉ်တွေကိုမေလ10ရက်နေ့ကစလို့ပြန်လည်ပြေးဆွဲနေပြီလို့မော်လမြိုင်ဘူတာကြီးကအတည်ပြုထုတ်ပြန်ထားပါတယ်။မော်ဘီနယ်ဘီလင်းမြို့နယ်အတွင်းရှိရန်ကုန်မော်လမြိုင်ရထားလမ်းမိုင်းဖြစ်တဲ့နှင်းပလဲဘူတာနဲ့တောင်စုံဘူတာကြားမှာရှိတဲ့ရထားလမ်းတရာအမှတ်65ဟာပြီးခဲ့တဲ့မေလ9ရက်နေ့ညနေပိုင်းမှာမိုင်းခွဲဖြက်စီးခံခဲ့ရတာပါ။ မိုင်းခွဲဖြက်စီးခံလိုက်ရတဲ့ရထားလန်းတရာကို၄ရက်ကြာပြန်လည်ပြုပြင်ပြီးတဲ့နောက်ခရီးစဉ်တွေပြန်လည်ပြေးဆွဲနေပြီလို့ကြေညာထားပါတယ်။မြို့မမီးရထားဌာနကတာဝန်ရှိသူတဦးကလည်းရထားခရီးစဉ်တွေကိုအရင်လိုပုံမှန်တိုင်းနေ့စဉ်ပြန်လည်ပြေးဆွဲပေးသွားမယ်လို့တာဝန်ထမ်းမှုပြောထားပါတယ်။ရန်ကုန်မော်လမြိုင်ရထားလမ်းမိုင်းခွဲဖြက်စီးခံလိုက်ရပြီတဲ့နောက်မေလာ6ရက်နေ့ကနေမေလာ9ရက်နေ့အထိမော်လမြိုင်ရန်ကုန်ရထားခရီးစဉ်နဲ့ရန်ကုန်မော်လမြိုင်ရထားခရီးစဉ်တွေကို၄ရက်ကြာယာယီဖြတ်သိမ်းခဲ့ရတာပါ။ ယထာခရီးစဉ်တွေကိုယာယီဖြတ်သိမ်းလိုက်ရတဲ့အတွက်ခရီးစဉ်မှာလိုက်ပါဖို့လက်မှတ်ဝယ်ယူထားသူတွေကိုရန်ကုန်ဘူရာကြီးဖြင့်မော်လမြိုင်ဘူရာကြီးမှာပါလက်မှတ်ခတွေကိုပြန်အမ်းပေးခဲ့တယ်လို့ဆိုပါတယ်။ရန်ကုန်မော်လမြိုင်နဲ့မော်လမြိုင်ရန်ကုန်ယထာခရီးစဉ်တွေအတွက်အထက်တန်းလက်မှတ်တွေကိုတရက်ကြိုမှ၃ရက်ကြိုတင်ဝယ်ယူနိုင်ပြီးရိုးရိုးတန်းလက်မှတ်တွေကိုတော့တရက်ကြိုတင်ဝယ်ယူနိုင်တယ်လို့မော်လမြိုင်ဘူရာကြီးကကြေညာထားပါတယ်။ မွန်ပြည်နယ်ရေးမြို့နယ်ကရိုးစိမ့်နဲ့ကားစိတ်ကြီးရွာကြောင်းမှာရှိတဲ့စစ်ကောင်စီဂျားဖြတ်တိုက်ခတ်ခံရတာကြောင့်စစ်ကောင်စီတပ်ဘက်ကအရာရှိတအုပ်ပါဝင်၄ဦးသေဆုံးသွားခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့တွေထံကနေသိရပါဗယ်မေလ10ရက်နေ့မနက်10:00နာရီအချိန်ခန့်မှာအင်အား80ကျော်နဲ့ကုတိုစိတ်ကြီးရွာကိုကားနဲ့ဆင်းသွားတဲ့စစ်ကောင်စီစစ်ကြောင်းဟာကုတိုစိတ်ကြီးရွာကနေကားစိတ်ကြီးရွာကိုလှေနဲ့အကူမှဂျားဖြတ်တိုက်ခတ်ခံခဲ့ရတာပါ အဲ့ဒီကြားဖြတ်တိုက်ခိုက်မှုတွင်စစ်ကောင်စီဘက်ကဗိုလ်ကြီးတဦးအပါဝင်တပ်ဖွဲ့ဝင်၄ဦးသေဆုံးခဲ့ပြီးဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့တိုက်ခိုက်မှုမှာပါဝင်တဲ့တော်လန်ရဲဘော်ရဲ့ပြောပြချက်အရသိရပါဗျ။တိုက်ခိုက်မှုအတွင်သေဆုံးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလမိုင်းမြို့စေယုံထံပြန်လည်တယ်ဆောင်လာပြီးစေယုံပတ်ဝန်းကျင်မှာလည်းလုံခြုံရေးယူထားတယ်လို့ဒေသခံတွေကတလင်ထမ်းမှုပြောပါဗျ။လက်ရှိမှာလည်းစစ်ကောင်စီတပ်ဟာနှစ်ကရင်ကျေးရွာနဲ့ကားစိတ်ကျေးရွာအနီးပတ်ဝန်းကျင်တွေကို လက်နက်ကြီးပစ်ခတ်ပြီးစစ်ကြောင်းထိုးလာတဲ့အတွက်ဒေသခံပြည်သူတို့ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။ဒေသခံတွေရဲ့အဆိုအရစစ်ကောင်စီစစ်ကြောင်းဟာနယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့လုံခြုံရေးလှည့်လည်စဉ်အလင်းငိုက်တိုက်ခိုက်ခံရတာဖြစ်နိုင်တယ်လို့သုံးသပ်ပြောဆိုတာတွေရှိနေပါတယ်။ပြီးခဲ့တဲ့နှစ်မေလ၂ရက်နေ့ကလည်းကရိုးစိတ်ကျေးရွာအနီးကလကုတ်ကျွန်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီရေတပ်တိုက်ခိုက်ခံရတာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်၉ဦးသေဆုံးပြီး နှစ်ဦးကိုတော့တော်လိုင်းတပ်ဖွဲ့တွေကအရှင်ဖမ်းမိခဲ့ပါတယ်။ထမှန်ပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1959ရက်တွင်ကြားဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စည်းကိုတင်ဆက်ပေးပါမယ်ရှင်။အာနာသိန်းစက်ကောင်စီကြောင့်နိုင်ငံတော်မှအာနာသိန်းမှုဖြစ်ခဲ့တဲ့1559ရက်တွင်အကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6622ဦးအထိရှိလာပြီဖြစ်ပါတယ်။ ဒါပြင်ဖမ်းဆီးထိန်သိမ်းခံထားရသူ2932ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လိုမြောက်လာသူ6944ဦးအထိရှိလာပြီဖြစ်ပါတယ်။မိုဘီနယ်မှာတော့အနာသိမ်းမှုကာလာဒီတွင်စစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကာဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လိုမြောက်ထားပါတယ်။ဒီစီစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကုညီဆောင်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်။ ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်တားလဲကျေးရွာမှာခြေကုပ်ယူတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ရဲ့တားလဲဖြူဟာစခန်းကို KNLA ပူးပေါင်းအဖွဲ့တွေကစတင်တိုက်ခိုက်နေပြီဖြစ်ပါတယ်။ဒီသတင်းကိုတော့အီမီယောင်ကတင်ဆက်ပေးထားပါတယ်။ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်တားလဲကျေးရွာမှာခြေကုပ်ယူတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့တွေစတင်တိုက်ခိုက်နေပြီးစခန်းမကျရေးအတွက်စစ်ကောင်စီတပ်ကလေကြောင်းပစ်ကူပေးနေတယ်လို့နယ်စပ်သတင်းမြစ်တီကတန်ရင်တိုင်းကိုပြောပါတယ်။ ကေမျိုးသားစီယုံကရနူရဲ့နေမည်သမချေရတာလေကြီးရွာဟာတက်မခရင်နေမည်ဖန်ခရိုင်တကရေပိုင်ကြုံမြို့နယ်ထဲမှာတည်ရှိနေတာဖြစ်ပြီးအဲ့ဒီကြီးရွာထဲမှာစစ်ကောင်စီတပ်ကတာလေဘီဝါစကန်တခုခြေကုပ်ယူတဆွဲထားတာပါ KNU လောက်ခံကေမျိုးသားလွတ်မြောက်ရေးတပ်မတော် KNN တက်မခရင်ကေမျိုးသားကာကွယ်ရေးတပ် KNDO ပူးပေါင်းဖွဲ့တွေဟာတိုင်းနယ်စစ်နာကစစ်ကောင်စီတပ်ရဲ့စကန်ကြီးတခုဖြစ်တဲ့တာလေဘီဝါကို ်မေလ9ရက်နေ့6နာရီချိန်ကန်းကစလို့ဒရုန်းတွေနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။တာလေဗျူဟာစကန်ကိုဒရုန်းတွေပုံကျဲတိုက်ခိုက်နေတဲ့ KNN တပ်မခုနှစ်ပူးပေါင်းတပ်ဖွဲ့ကိုစစ်ကောင်စီတပ်ကမေ9ရက်နေ့ည9နာရီချိန်ကန်းမှာတိုက်လေရင်နဲ့လာရောက်ပစ်ကူပေးခဲ့ပြီးဘုံချဲချတိုက်ခတ်ခဲ့တယ်လို့နေဆက်သတင်းမြစ်တီကဆိုပါတယ်။ဒါ့အပြင်မေ၁၀ရက်နေ့မှာလည်း KNN တပ်မခုနှစ်ပူးပေါင်းတပ်ဖွဲ့က တားလေဗျူဟာစကန်ကိုဒရုန်းနဲ့ဘုံကျဲချတိုက်ခိုက်တာပြင်စနိုက်ပါနဲ့ပစ်ခတ်မှုတွေလုပ်ဆောင်နေပြီးစကန်မကြရေးအတွက်စစ်ကောင်စီတပ်ကတိုက်လေရင်နဲ့ထပ်မံဘုံကျဲတိုက်ခတ်မှုတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။နေဆက်ဒေသအတွင်းဖြစ်ပေါ်နေတဲ့ CIA ချင်းတွေကြောင့်ဖိုင်းစစ်တပ်ဟာတိုက်ပွဲဖြစ်ပွားရာအနီးအနေဆက်စီးမင်းတွေမှာလုံခြုံရေးချထားပြီးခြေနေကိုမျက်ရှိမပြည့်အနီးကပ်စောင့်ကြည့်နေတယ်လို့လည်းထိုင်းစစ်တပ်တာဝန်ရှိသူတို့ကထုတ်ပေါ်ပြောကြားထားပါတယ်။ ဒါလေ view စကန်ဟာဒေတာတွေမှာနောက်ဆုံးကျန်ရှိနေတဲ့ view အဆင့်ရှိစကန်ကြီးတစ်ခုဖြစ်ပြီးအဲ့ဒီ view အပါဝင်မဲလာမော်ပိုးကေနိုတီယာစတဲ့အခြားစစ်ကောင်စီတပ်စကန်တွေလည်းကျန်ရှိနေသေးတယ်လို့ဒေတာကန်သတင်းမြစ်တွေကပြောပါတယ်။ KNN တက်မာကုနေပူပေါင်းတပ်ဖွဲ့ဟာမေလ9ရက်နေ့ကလည်းထိုင်းနေဆက်နာနှိုင်းခွဲမြို့နယ်မေလကြီးရွာနီးကတခေါ်ဘီခီစကန်ကုန်းကို ိမ့်ပိုက်နိုင်ခဲ့ပြီးအဲ့ဒီစကန်ကိုသိမ့်ပိုက်ရမှာလဲနှစ်ရက်တာကြာမြင့်ခဲ့သလိုစစ်ကောင်စီတပ်ကလေကြောင်းပစ်ကူကိုလည်းမပေးနိုင်ပင်စကန်ကိုလွတ်လွတ်ဆုံးရှုံးခဲ့ရပါတယ်။မော်စကိုမြို့မှာကျင်းပခဲ့တဲ့မဟာမျိုးချစ်စစ်အောင်ပွဲအခမ်းအနားကိုတက်ရောက်လာခဲ့ကြတဲ့တရုတ်သမ္မတရှီကျင်းဖင်နဲ့စစ်ကောင်ဆောင်တို့တွေ့ဆုံခဲ့ကြပါတယ်။ဒီသတင်းကိုတော့ဝိုင်းနေကပြပြပေးထားပါတယ်။မြန်မာနိုင်ငံရှိတရုတ်စီမံကိန်းနဲ့ဝန်ထမ်းတွေရဲ့ဘေးကင်းလုံခြုံမှုကို အစွမ်းကုန်အာမခံပေးသွားမယ်လို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကရုရှားနိုင်ငံမော်စကိုမြို့မှာတွေ့ဆုံခဲ့တဲ့တရုတ်သမ္မတနဲ့ဆွေးနွေးမှုအတွင်ပြောကြားခဲ့ပါတယ်။ရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပခဲ့တဲ့မဟာမျိုးချစ်ဆက်အောင်ပွဲ280ပြည့်အထိမ်းအမှန်ခန်းနာကိုတက်ရောက်လာတဲ့တရုတ်သမ္မတရှီချင်းဖင်နဲ့စစ်ကောင်းဆောင်တို့မေကူရက်နေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ရှီချင်းဖင်ကမြန်မာနိုင်ငံမှာရှိတဲ့တရုတ်ဝန်ထမ်းအဖွဲ့အစည်းစီမံကိန်းတွေရဲ့ဘေးကင်းလုံခြုံမှုကိုလက်တွေ့ကြဆွာအာမခံပေးဖို့နဲ့ အွန်လိုင်းလောင်းကစားဆက်သွယ်ရေးလိမ့်လည်မှုစတဲ့နေဆက်ဖြတ်ကျော်ပြစ်မှုကျူးလွန်မှုတွေကိုတိုးမြှင့်တိုက်ဖြတ်ဖို့မျှော်လင့်တယ်လို့ဆိုပါတယ်။ဒီဘော့စစ်ကောင်းဆောင်ကမြန်မာနိုင်ငံမှာရှိတဲ့တရုတ်စီမံကိန်းနဲ့ဝန်ထမ်းတွေရဲ့ဘေးကင်းလုံခြုံမှုကိုအစွမ်းကုန်အာမခံပြီးသွားမှာဖြစ်ကြောင်းတရုတ်စိုးရပိုင်စင်ဝါသတင်းဌာနကဖော်ပြထားတာပါ။မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းယူမှု၄နှစ်ကျော် ကာလအတွင်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုချင်းမင်းအောင်လှိုင်ကိုတရုတ်နိုင်ငံသမ္မတရှီချင်းဖင်ကပထမဆုံးလက်ခံတွေ့ဆုံတာဖြစ်ပါတယ်။မြမရေးလေးလာသုံးသက်သူဦးချင်းမြင့်က ရုရှားကူညီကြောင့်သမရရှီချင်းဖြင့်နဲ့တွဲဆောင်ဆွေးနွေးခွင့်ရတဲ့စစ်ကောင်းဆောင်ဟာတန်တမန်နီးနဲ့အမျက်ထုတ်တာလို့သုံးသပ်ပါတယ်။ဆက်ကြည့်ကြရင်အဖေကြီးမှမကယ်ရင်တားလို့ဟိုနေရဲနေရဲကိုသုံးထူးကြပါဘူး။အဲ့ရဟိုသူကမျက်နှာပြအတနာခံတာပေါ့ကွာ။သူကလည်းပဲနားပြီးတော့ဒူးတိုက်ပြီးတော့ဥချပြီးတော့နားပြီးတော့အောက်ကျုံနေသူအဲ့လိုစာနာစိတ်ဝင်သွားလို့ရှိရင်သူအမျက်ပဲလीဟုတ်လား။ ။ဘွားပြည့်အနေသာသိရတိုင်းလေပဲပေါင်းဆောင်ကသူကလည်းတဲတဲလေးပဲကျန်တော့တာလေ။အဲ့တော့မင်းအောင်နိုင်နဲ့မင်းအောင်နိုင်နဲ့ရှိချင်းမီအဖုံးနဲ့ဖက်ကိုလာမဟုတ်နဲ့ဘမပါဘူး။ဟိုဟိုဘောဘောခါနဲ့ဖက်ကိုလာခါနဲ့ဖက်ကိုဖက်ထားခွင့်ရဖို့လေ။အဲ့ဒါရုပ်ကဘာလို့လဲရုပ်ပြတာပေါ့နော်အဲ့အဲ့တော့ငါ့ကိုလည်းရှိသေးမြင်တွေ့ပါရဲ့ကွာငါအညာစားမဟုတ်ပါဘူး လူဘာတန်းမမီးနဲ့အမျက်ထုတ်တယ်လို့ဆရာတော့အဲ့လိုအဲ့လိုမျိုးဆရပါလေဆေကောင်းဆောင်ကကိုနှစ်ကုံပိုင်းမှာပါတီဇွန်ဒီမိုကရေစီထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်နေပြီးနိုင်ငံတကာကလိလာရေးဖွဲ့တွေကိုလည်းဖိတ်ကြားနိုင်မှုရှိစေနေတယ်လို့ပြောပါတယ်ဒီဘောတမနာရှိချင်းဖြင့်ကအားပေးထောက်ခံကြောင်းနဲ့တရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာဆက်လက်ကူညီဆောင်ရွက်ပေးသွားမယ်လို့ပြောဆိုကြောင်းစစ်ကောင်စီဝါဒဖြန့်သတင်းစာတွေမှာဖော်ပြပါတယ် ဒါအပြင်သမရရှိချင်းဖြင့်ကမြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးအချုပ်အခြာအာဏာလွတ်လပ်မှုနယ်မြေပိုင်နက်ပြည်စုံမှုနဲ့နိုင်ငံတည်ငြိမ်ရေးလုပ်ငန်းစဉ်တွေပေါ်ဆောင်မှုတွေကိုတရုတ်နိုင်ငံကထောက်ခံအားပေးတယ်လို့နှစ်နိုင်ငံသတင်းထုတ်ပြန်ထားတာပါတရုတ်ဆိုရအနေနဲ့မြန်မာရေးနဲ့ပတ်သက်ပြီးတစ်တုံညာနှစ်ခုဆစ်စီရေးအလွန်မှာမြောက်ပိုင်းတိုင်းဒေသနဲ့ကရင်ဖွဲ့ရီနဲ့စစ်ကောင်စီတို့ကြားခရစ်ဆောင်စုနေမှုတွေဖြစ်ဖို့ဂျားဝင်ညီနိုင်တာတွေလှုပ်ဆောင်နေတာပါ ဒီချိန်နေမှာတရုတ်သမ္မတကဒေတာရင်းငင်းချမ်းရေးကိစ္စမှာမြန်မာနဲ့ပူးပေါင်းဆောင်ရွက်ဖို့ပြောဆိုမှုဟာရှမ်းမြောက်ကစီးပဋိပက္ခအပေါ်တက်ရောက်လာနိုင်တယ်လို့စီဒီအမ်ဖူကြီးစင်ရောကတုံ့တက်ပါတယ်။ရှမ်းမြောက်ကစီးရေးအခြေအနေမှာကျွန်တော်ဒီရှမ်းမြောက်အဖွဲ့တွေဖြစ်တဲ့ TNL နဲ့ MNDAA တရုတ်ရဲ့ပြားပေးမှုဒဏ်ကိုယခုတက်ပို့ပြီးတော့ကြီးကြီးမားမားပို့ပြီးတော့ခံလာရမှန်ခံလာရမယ့်အနေထားတရက်လို့ပဲပြောရမှာဖြစ်ပါတယ်။ ဒါတော့မြင်းဆန်လို့မရတဲ့အမှန်တရားပေါ့နော်တရုတ်ရဲ့သူများနိုင်ငံရဲ့ပြည်တွင်းရေးကိုနိုင်ငံရေးကိုဝန်ရောက်ဆွတ်ဖက်တဲ့ဟာကလည်းတကယ်မခံကြီးမခံတာနဲ့ကျွန်တော်တို့ပေါ်ပေါ်တင်တင်တွေ့မြင်လိုက်ရတဲ့အနေအထားမျိုးလိုပဲပြောရမှာဖြစ်ပါတယ်ဗျာတရုတ်စိုးရဟာညီနောင်မမေအဖွဲ့ဝင်ကိုကန့်တက် MND တန်တက် TNL တို့ကိုစစ်ကောင်စီကိုယ်စားလှယ်တွေနဲ့တီးကြားစီတွဲဆောင်ဆွေးနွေးမှုတွေဖြစ်အောင်ဖြတ်ငါးဖြတ်နယ်ဖိအားပေးခဲ့ပါတယ် ဒီအတွက်ကြောင့်တရုတ်ကူညီပေးမှုရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အုပ်ချုပ်ရေးအဖွဲ့တွေပြီးခဲ့တဲ့ဧပြီ22ရက်နေ့ကစပြီးလာရှိုမြို့ကိုပြန်လည်ဝင်ရောက်အုပ်ချုပ်ခွင့်ရရှိခဲ့ပြီးကိုကန့်တက် MNDA ကတော့မြို့ရင်းကနေဆုတ်ခွာခဲ့ရတာပါတန်းတက် TNL နဲ့စစ်ကောင်စီတို့တွဲဆောင်ဆွေးနွေးမှုရှိခဲ့ပေမဲ့လက်လွတ်ထားရတဲ့မြို့တွေကိုပြန်လည်ရယူဖို့စစ်ကောင်စီကိုယ်စားလှယ်တွေရဲ့တောင်းဆိုချက်ကို TNL ဘက်ကပယ်ချခဲ့တဲ့အတွက်ဆွေးနွေးပွဲမအောင်မြင်ခဲ့ပါဘူးစစ်ကောင်စီဗိုလ်ချုပ်မှုကြီးမရောက်နိုင်တာတော့ တရုတ်နိုင်ငံအနေနဲ့မြမရေးနဲ့ပတ်သက်ပြီးဒေတာရင်းနဲ့နိုင်ငံတကာမျက်နှာစာမှာမြန်မာနိုင်ငံဘက်ကရက်တီပေးခဲ့တဲ့အတွက်ကျေးဇူးတင်တယ်လို့ဆိုပါရည်။ဒီတွေ့ဆုံမှုဟာနှစ်နိုင်ငံပူးပေါင်းမှုတုံ့ပြန်ရေးကိုအထောက်အကူဖြစ်စေတဲ့အပြင်နှစ်နိုင်ငံကြားနီးကပ်စွာဆက်လက်ပူးပေါင်းသွားနိုင်မယ်လို့ယုံကြည်တဲ့အတွက်တရုတ်နိုင်ငံနဲ့အတူလက်တွဲပြီးစိန်ခေါ်မှုတွေကိုရင်ဆိုင်သွားဖို့ဆန္ဒရှိတယ်လို့သူကပြောကြားထားပါရည်။ ိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။မြန်မာနိုင်ငံရဲ့လုပ်ငန်းစဉ်ကိုရှေးတိုးဆောင်ရွက်ရမှာစင်ကျင်စင်းစားဖို့စစ်ကောင်းဆောင်ကိုရှီကျင်းဖြင့်တိုက်တွန်းလိုက်ပါတယ်။ဒီအကြောင်းကိုတော့ချီလီကပြောပြပေးထားပါတယ်။ရုရှားနိုင်ငံမော်စကိုမြို့မှာမြန်မာစစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့မေလ9ရက်နေ့တွေ့ဆုံမှုအတွင်းတရုတ်တံတားရှီကျင်းဖင်ကမြန်မာနိုင်ငံရေးလုပ်ငန်းစဉ်ကိုရှေ့တိုးဆောင်ရရမှာစင်ကျင်စဉ်းစားပြီးတော့လှုပ်ဆောင်ဖို့တိုက်တွန်းခဲ့ကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရအမျိုးသမီးမော်နင်ကလူမှုမီဒီယာ expo မှာရေးသားခဲ့ပါတယ်။ အချုပ်ချာအာနာလွတ်လပ်ရေးနယ်နိမိတ်ဆိုင်ရာကုန်သိက္ခာနဲ့နိုင်ငံတော်တည်ငြိမ်ရေးတေချာအောင်မြန်မာနိုင်ငံရဲ့နိုင်ငံတော်အခြေအနေတွေနဲ့ကိုက်ညီတဲ့ဖွံ့ဖြိုးရေးလမ်းကြောင်းနောက်လိုက်ပါရမှာမြန်မာကိုတရုတ်ကအကူအညီပေးသွားမှာဖြစ်ပြီးပြည်တွင်းနိုင်ငံရေးလုပ်ငန်းစဉ်ကိုရှေ့တိုးဆောင်ရွက်ရမှာစင်ကျင်စင်စားဆောင်ရွက်ဖို့တိုက်တွန်းကြောင်းသမ္မတရှီကျင်းဖင်ကပြောခဲ့တာပါ မြန်မာနိုင်ငံမှာရှိတဲ့တရုတ်အမှုဒန်းတွေအဖွဲ့အစည်းတွေနဲ့စီမံကိန်းတွေဘေးကင်းစေရေးထိထိရောက်ရောက်ကာကွယ်ပေးဖို့လဲသမရရှိကစစ်ကောင်ဆောင်ကိုပြောပါရယ်။နေဆက်ဖြတ်ကျော်ရာဇဝတ်မှုတားဆီးရေးပုံမအားဆိုင်ထုတ်ရေးလဲရှီကျင်းပြန်ကတိုက်တွန်းခဲ့ကြောင်းတရုတ်ဆိုရရဲ့ကြေညာချက်မှာဖော်ပြထားပါရယ်။နာဇီဂျာမနီကိုအောင်နိုင်ခဲ့တဲ့နှစ်80ပြည့်အခမ်းအနားအတွက်မော်စကိုမြို့သို့ရောက်ရှိချိန်မှာသူတို့နှစ်ဦးတွေ့ဆုံခဲ့ကြတာဖြစ်ပါရယ်။ ်မေလ28ရက်မှာငလင်းလှုပ်ခတ်ပြီးတဲ့နောက်အခြေအနေတွေအတွက်မြန်မာနိုင်ငံကိုတရုတ်ကဆက်လက်ကူညီပေးသွားမယ်လို့ရှီကျင်းဖင်ကပြောပါတယ်မြမပြည်ရင်းစစ်အတွင်းစစ်ကောင်စီဟာနယ်မြေတွေနဲ့တပ်စခန်းတွေအများအပြားလက်လွတ်ပေးထားရပြီးတိုက်ပွဲတွေအိမ်နီးချင်းနိုင်ငံတွေထဲဖိတ်ဆင်လာနိုင်တဲ့ဆိုတဲ့စိုးရိမ်မှုတွေထွက်ပေါ်နေပါတယ်။စစ်တပ်နဲ့တိုင်းဒေသနဲ့ကိုင်းအဖွဲ့အချို့ကမေလ31ရက်နေ့အထိအပြစ်ခက်ရဲစဲရေးတပ်တန်းတိုးဖို့သဘောတူထားပြီးတရုတ်ကအပြစ်ရဲသဘောတူညီမှုစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့မြန်မာနိုင်ငံသို့ဆေလွှတ်ထားပါတယ်။ ICC မှာအဖမ်းခံထားရတဲ့ဒူတာတွေမြို့တော်ကိုရွေးကောက်ပွဲမှာဝင်ပြိုင်နေပါတယ်။ဒီသတင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။ဖိလစ်ပိုင်တမရဟောက်ရိုဒရီကိုဒူတာတေးဟာတဟိတ်မြို့မှာဖမ်းဆီးခံထားရပြီးသူ့ရဲ့တမရတပ်တန်းအတွင်းလူထောက်ပေါင်းများစွာတေဆုံးခဲ့တဲ့မွေးစေဝါနှင်းနှင်းမှုအတွက်အမှုရင်ဆိုင်နေရပါတယ်။ဒါပေမဲ့သူ့ရဲ့မွေးရမြို့ဒါဘောင်စီးတီးမှာတော့တမရဟောင်းဒူတာတေးဟာကြားဖြတ်ရွေးကောက်ပွဲအတွင်းမြို့တော်ဝင်ယာတုအတွက်ပါဝင်ရှင်ပြိုင်နေပြီးတော့သူ့အနိုင်ရမယ်လို့အများကမျှော်လင့်ထားပါတယ်။ တနိုင်ငံလုံးအတိုင်းအတာမဟုတ်ပေမဲ့သူ့မိသားစုရဲ့အမားငယ်နေမြေမှာဒူတာတီးဟာထောက်ခံမှုအခိုက်မာရရှိထားပါတယ်ဒူတာတီးဟာမြို့တော်ဝန်ယာတူထမ်းဆောင်ခြင်းကလေးကမွေးစေဝါနှင်းနှင်းခဲ့ပြီးတော့2015ခုနှစ်မှာအာဏာရရှိလာခဲ့တာဖြစ်ပါတယ်ဒါပေမဲ့နိုင်ငံတကာယာစွတ်မှုတရားရုံး ICC ရဲ့တောင်းဆိုမှုအရသူ့ကိုမတ်လကဖမ်းဆီးခဲ့တာဟာအားကောင်းတဲ့သူ့မိသားစုအတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပါတယ်စကားပြောခက်ထန်တဲ့ဒူတာတီးတမနာဖြစ်လာချိန်မှာနိုင်ငံခြားရေးမူဝါဒကိုပြောင်းပြန်လှည့်ပစ်ခဲ့ပြီးတော့မွေးစေဝါကိုပြင်းပြင်းထန်ထန်နှင်းနှင်းခဲ့ပါတယ် သူ့ရဲ့မွေးစေဝါနှင်းနှင်းမှုအတွင်တန်လျာရှိသူတွေပါပြစ်ဒဏ်ခံခဲ့ရပြီးတော့လူပေါင်း6000ကျော်တည်ဆုံခဲ့ရတယ်လို့ရဲတပ်ဖွဲ့ကပြောထားပေမဲ့အဲ့ဒီထက်အများကြီးပိုနိုင်တယ်လို့လူခွေရဲ့အဖွဲ့တွေရဲ့ပြောကြားမှုနဲ့အတူအခုတော့ဒူတာတီးဟာနယ်သာလန်နိုင်ငံမှာဖမ်းဆီးခံထားရတာဖြစ်ပါတယ်ဒူတာတီးဟာနိုင်ငံတော်ဝင်ထောက်ခံမှုအားမကောင်းပေမဲ့သူ့ရဲ့အမားကဲနေမည်ဖြစ်တဲ့ဒါဘောင်မျိုးမှာတော့အခိုင်အမာထောက်ခံသူတွေအများကြီးရှိပါတယ်သူ့ရဲ့သမီးလက်ရှိဒူတမရာဆာရာဒူတာတီးဟာ2028ခုနှစ်မှာ သမရရွေးကောက်ပွဲဝင်ဖို့စီစဉ်ထားပေမဲ့သူ့မှာနိုင်ငံရေးပြဿနာတွေအများကြီးရှိနေပါတယ်။လက်ရှိသမရမာကိုစ်ကိုတပ်ပစ်မယ်လို့ချေချောက်ခဲ့တာကြောင့်ဆာရာဒူတာတီဟာဆွဆွဲပြစ်တင်ရေးအမှုနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ နက်ဖြန်မေလ17ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွာချက်တွေအရမြန်မာနိုင်ငံအလဲပိုင်းနဲ့တောင်ပိုင်းဒေသတစ်ခုလုံးမှာတိမ်အသင်းအသင်းမှတိမ်ထူထန်နေပြီးကြံဒေသတွေမှာတော့တိမ်အနှဲငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။အရာဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာထေချုံမိုးတွေရွာသွန်းနေခဲ့တာကိုမိုးလေဝသအချို့ဘုံရိပ်တွေမှာတွေ့မြင်ခဲ့ရပါတယ်။ ဒေသလိုက်နှိမ့်ပူချိန်တွေတိုးလာတာကြောင့်မွန်းလွဲညနေပိုင်းအချိန်တွေမှာလေပြင်းတိုက်ခတ်ခြင်း၊မိုးတိမ်ထောင်ကြီးများဖြစ်ပေါ်တတ်ခြင်း၊နေရာကွက်လို့မိုးကြီးခြင်း၊လျက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့ဘေးအန္တရာယ်တွေဖြစ်ပေါ်တတ်တာကိုသတိပြုကြရမှာဖြစ်ပါတယ်။မနက်ဖြန်အတွက်ခံမှန်းချက်ကတော့ကပလီပင်လယ်ပြင်၊ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အသင်းသင်းမှတိမ်ထူထန်နိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပါတယ်။တနင်္သာရီကံယူတန်းရခိုင်ကံယူတန်းနဲ့မုတ်တမခွေဘတ်တို့မှာ လေဟာအနောက်အနောက်တောင်ဘက်ကနေတနအင်းဆယ်မှန်မှ -10 ခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းနှင်းငယ်မှာလှိုင်းတန်တန်ရှိနိုင်ပါတယ်။မြဝကျွန်းပေါ်ဒေသတွေမှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအင်းဆယ်မှန်မှ -10 ခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းနှင်းငယ်မှာလှိုင်းတန်တန်ရှိနိုင်ပါတယ်။နေပြီးတော့စကိုင်းတိုင်းမန္တလေးတိုင်းတနင်္သာရီတိုင်းမကွေးတိုင်းပဲခူးတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ် ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာဆက်ဆိတ်မှနေရာကျကျဲမိုးထချုံရွာသွန်းနိုင်ပြီးရန်ကုန်တိုင်းနဲ့အေရဝတီတိုင်းတို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။ရန်ကုန်တိုင်းနဲ့အေရဝတီတိုင်းတို့မှာပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်။အမြင့်ဆုံးအပူချိန်တွေအနေနဲ့မော်လမြိုင်မြို့မှာ32ဒီဂရီစင်တီဂရိတ်၊ဖမ်းမြို့မှာ37ဒီဂရီစင်တီဂရိတ်နဲ့ဒဝယ်မြို့မှာ30ဒီဂရီစင်တီဂရိတ်အသေးသေးစီရှိနိုင်ပါတယ်။ ြန်မာတနိုင်ငံလုံးမှာခရမ်းလုံရောင်ကြီးအညွန့်ငယ်အလွန်ပြင်းထန်တဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခံမှန်းရရှိပါတယ်။ဒီမိုးလေဝသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရလူသားချင်း စာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ winni.com တို့ကနေရယူဖော်ပြတာဖြစ်ပါတယ်။တောင်လင်းထိုင်းရဲ့ည8:00နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။ တောင်လိုင်းထားရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လိုင်းထား Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။